ူပြင်အရန်လှပြီးတော့လူကြိုက်အရန်များတယ်ဝယ်ဖို့တော့နေရာတိတ်မကြံတော့တဲ့ကျွန်တော်တို့ဒီကြိုင်င်းတောင်ပတ်လမ်းမှာရှိတဲ့မြေခွက်လေးတစ်ခုကိုကျွန်တော်ဒီနေ့ကွက်ကြံလေးတွေ့ထားပါတယ်တပေ15ဒိန်ဖြစ်ပါတယ်ဒီတော့ကမိတ်ဆွေတို့ဒီနေ့ဒီနေရာလေးကဖန်အန်းလေးလာမယ်ဆိုရင်1ကီလိုမီတာအကွာမှာရှိမယ်ပေါ့ဗျာအဲ့လိုမျိုးနေထားလေးမှာရှိတယ်ဒီခြံမဟုတ်နော်ဒီ1ကီလိုမီတာဆိုင်ပေါ်အနာခြံမဟုတ်ဘူးဟိုမှာခြံစီကိုခတ်ထားတယ်အဲ့ဒီခြံစီကိုအဲ့လိုမျိုးဂုံလေးဖြစ်ပြီးတော့ရှော်လေးဖြစ်နေတဲ့နေရာဖြစ်ပါတယ် တဖေကို25ဒိန်ဖြစ်ပါတယ်ဒီတော့ကအကြီးကဘာလာရိုက်တာကဘာဖြစ်လို့လဲဆိုတော့ဒွန်းချန်နေမှာကတဖေကိုဘယ်လောက်ဈေးခေါ်တာလဲပြောမယ်ဆိုလို့ရှိရင်ဒွန်းချန်နေမှာကပီတရာဆိုလို့ရှိရင်အနည်းဆုံးသိန်း2500ပတ်ချလဲနေခေါ်ကြတဲ့အချိန်ဖြစ်နေပြီဆိုတော့ကမိတ်ဆွေတို့နေနေဒီကောင်ကမျက်နှာစာကပီတရာနဲ့80ရှိပါတယ်အနောက်ကို နောက်ပြီဘလားလို့နောက်တစ်တစ်ခွန်တစ်တစ်ခွန် တက်တက်ခွန်လားတက်ခွန်တက်လားတက်တက်ခွန်တက်တက်ခွန်ဟုတ်ကဲ့အစ်ကတော့တက်ခွန်ပါညာ okay အနောက်ပီတီရပေါ့ဗျာအဲ့လိုမျိုးနေထိုင်လေးဖြစ်ပါတယ်ပီတီခွန်ဆိုတော့ဟိုက320ပေါ့အဲ့တစ်ချာလေးပေါ့နော်ပြီးတော့ကဒီလိုမျိုးနေထားလေးမှာမြည်လေးကအနေထားကတော့ဒီလိုမျိုးကုံကြီးဖြစ်နေတယ်ပေါ့နော်ဒီဘက်ခြံမှာသူကအရှိပဲဟိုတက်မိတိုင်းဟိသွားရှိမလားနော်တစ်ခါလေးပြလိုက်မယ်ဘာဖြစ်လို့လဲဆိုတော့ဒီဗီဒီယိုကို ီခြံကိုဘယ်လိုလာရလဲဆိုတာလည်းတစ်ခါနဲ့ပြလိုက်မယ်ဒီတိတိကာလမှာခြံလိုက်ပြရတာမလွယ်ဘူးဆိုတဲ့အနေအထားကြောင့်ဒီခြံလေးကိုဖန်အားနေဘယ်လိုလာရမလဲဆိုတာအစားဗီဒီယိုရဲ့အနောက်ဆုံးမှာပြပေးမယ်လောလောဆယ်ခြံထဲမှာလိုက်ပြပေးမယ်ခြံထဲမှာရာဘာပင်အပြည့်ဆိုင်ထားတာဖြစ်ပါတယ်ဒီဘက်ခြံထဲမှာကကျွန်တော်တို့နေပြည်တော်ကလူကြီးတွေအစားလာပြီးတော့ဥထားကြတယ်ဆိုတော့ကအလားလာတစ်ခုကတော့ချိကောင်ရှိလိမ့်မယ်လို့နော်90ရာခိုင်နှုန်းလောက်တွေးထားလို့ရတယ်ဒါပေမဲ့ပြောလို့တော့မကောင်းဘူးဗျာနော်ဒီတော့အဲ့လိုမျိုးနေထားလေးတစ်ခုမှာရာဘာခြံလေး ကိုအရှိကနေသွားတယ်โอเคပြန်ပြောရမယ်ဆိုလို့ရှိရင်မျက်နှာစာပေ190အနောက်ကိုပေ100ကျော်ပါတယ်ဒီတော့ကအနေထားလေးကိုရှိုးမယ်ပေါ့နော်ဒါမျိုးရှောင်းလန်းနော်အဲ့လိုမျိုးတောင်ပတ်လန်းโอเคတောင်းမယ်လားပြန် channel ဝင်ပြလိုက်မယ်เนาะတခါလေး channel နေထားလေးကြည့် ဒီဘက် channel အ channel တော်များများကဒီလိုမျိုးကုံမိုးတွေဒါမှမဟုတ်လို့ရှိရင်လည်းကိုယ်အနေနဲ့ဟိုဒီလိုမျိုး giant တွေပေါ့နော်အဲ့လိုမျိုးတွေများတဲ့အထက်မှာကကုံမိုးယူတာပို့အရှင်ပြေတယ်ကိုကမြေကိုညှိချင်တယ်လို့ညှိလို့ရတယ်ဆိုတဲ့အနေထားလေးဖြစ်ပါတယ်ဟိုမှာ chancio နော်အခုဟို chan ဟို chancio ထိဟုတ်လားနော်အဲ့လိုမျိုးတကုံးပေါ့နော်ကုံတကုံးလုံးစားပေါ့နော်ပီ180ရှည်တဲ့ဟိုကုံတကုံးလုံးစား190တရာကျော်ဆိုတော့သူကအေကညီပါလီပေါ့နော် ။အစုပြင်းရရှိရနော်သတိထား။အဲ့ဒီမှာတော့မြည်ပြန့်သွားတယ်နော်။ကုံမော့ပါမြည်လေးကတော့ပြန့်သွားတယ်။ဒီမှာကြာရင်တောက်ထိတ်မယ်။ ကိုနေရာလေးကကြာရင်တောင်းထိတ်မယ်။ရပါချစ်နေသေးရလားဒီမှာ။ရပါချစ်နေတော့မယ်ဟော။အော်ဒီမှာသူများချင်ဒီတစ်ဖက်တော့ချင်ယောဂပါဘာကြီးဟိုတစ်ဖက်ကလေးကတော့ယောယောကထားတယ်ဒီဖက်ကလေးကတော့အုတ်တိုင်ရှယ်ကြီးနဲ့ကထားတယ်။ညီညီမယ်ဆိုလို့ရှိရင်ဈေးကနည်းမှာမဟုတ်ဘူးနော်။ နေနှိပ်ပြီးရောင်တဲ့ခြံကခုနပြောလို့တပြူ35ဒိန်မကောက်20အစိမ့်လောက်ရှိတယ်ဒါကိုကကိုလိုင်းမောင်ပြန်ရှာကြည့်လိုက်ဗျာနော်ဒီကောင်လေးလည်းမဆိုးပါဘူးဒီဘက်ခြံကလေးကျတော့မြေကတော်တော်လေးအဆင်ပြေအကောင်လုံးဝဲနိုင်ဖို့ကောင်း ဟွန်းဒီမှာသူများချက်သူများချက်ကိုရှို့လိုက်ကာရနာတိချာကာရတော့ဇေယခေါ်ပြီပေါ့နော်မကြည့်စနစ်တကြနော်တိချာကွန်ကရစ်နဲ့ပါလောင်ကြီးကာထားတာအုတ်တိုင်တော့မဟုတ်တော့အုတ်တိုင်ဆင့်ဒီပါရောက်နေပြီကဲဒီမှာဒီလောက်ထိပဲလားပြီပြီလား120ဟမ်140အခုပြတ်တစ်တစ်ခေါ်လို့ ။အော်အပင်တတိခုံပင်ဆရာတတိခုံပင်ကဒါကြတော့အလျာပေါ့။အင်းအလျာဘယ်လောက်လဲ။ဟာငောက်ပဲအလျာ140လက်ပြန်ပြောင်းသွားမြင်မယ်။အဲဆိုရင်ဖင်ပေးရဒီဒီထိပဲလား။သူများနဲ့တူတူပဲလားဒီမှာအိုးအိုးတိုင်းကြည့်ရနော်အဲ့ဆိုဒီနောက်ဘာသူချန်လဲလို့ဟုတ်လားမဆိုင်တော့နော် โอเคအဲ့ဒါဆိုရင်ဒီ channel ကြီးပဲဒီ channel ကြီးတူပဲကျွန်တော်အနောက်ဘက် channel စင်ပါမယ်ဟုတ်ပါနော်ဒါက channel အနောက်ဘက် channel ဒီ ठी ပဲဖြစ်ပါတယ် raw raw channel ठी ပဲပေါ့ rubber pin 119ပင်သူပါသူပါလောက်လဲချိန်ရအတိုင်းတားလေးပြန်ပြောပြမယ်နော်နည်းနည်းရှုပ်သွားလို့ခြံကမျက်နှာက190ပင်ရှိပါတယ်ဒီဘက်ခြံရဲ့ဘယ်ဘက်ခြံပေါ့နော်ခြံရဲ့ဘယ်ဘက်ခြံက140ရှိပြီးတော့ ခြံရဲ့အနောက်ဘက်ကတစ်တစ်ခုန်ဖြစ်ပါတယ်ပင်နဲ့ဖင်နဲ့မှားသွားတယ်ပေါ့နော်ပင် rubber ပင်တစ်တစ်ခုန်ပင်ရှိတယ်လို့ကျွန်တော်ပြောလိုက်တာဒီတော့ကဒီဘက်ခြံကလေးကျော်သူကဒီလိုမျိုးနှစ်ဆင့်ချိုးဆိုတော့သူ့အနေနဲ့230ရှိသွားပါတယ်ဒီတော့ဒါကခြံရဲ့အနေထားလေးဖြစ်ပါတယ်နော်ခြံရဲ့အနေထားလေးကိုဟိုအတိုင်းကြလေးကမောက်ကမဖြစ်နေလို့ကျွန်တော်မြေပုံလေးနဲ့တိချာလေးပြပေးတာဖြစ်ပါတယ်ချက်လောက်ကြည့်လိုက်မယ်ဒီခြံလေးကတယောက်တည်းဝယ်စုနိုင်လို့ရှိရင်ပို့အရှင်ပြေပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီဘက်ခြံရဲ့ညာဘက်ခြံက ရှောင်းနေတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ညာဘက်ခြံကမตาတဲ့အနေအထားမှာရှိတယ်ဒီတော့ဒီခြံတခြံလုံးကတူတယောက်ထဲသာဝင်လိုက်မယ်ဆိုလို့ရှင်ပို့ပြီးတင့်တော်တယ်ဆိုတဲ့အနေအထားလေးဖြစ်ပါတယ်မြည်ပြင်းမယ်ဆိုရင်ပြင်းသလိုမျိုးဈေးခေါက်လို့ရတယ်ဘေးခြံလိုမျိုးဈေးခေါက်လို့ရတယ်ဆိုတဲ့အနေအထားတွေတခုရှိပါတယ်ဥယျာဉ်ခြံမြည်ဖြစ်ပါတယ်ဒီဘက်ခြံတော့လဲပြောက်ပါပြီဒီမှာလဲခြံစီယိုးတွေကတ်ထားတယ်တွေ့ရနော်ဒီတော့ကဒီတစ်ခုလုံးမြည်ကြီးကို ်ချက်နေအောင်နော်ตาငှားပြီးတော့လုံးမဆိုရင်3 3 400တော့ကြာဒီဘက်မှာ1 1 5တော့1 1 5ဟုတ်တယ်ရှိတယ်ဟမ်ရှိတယ်ဒီဘက်နှစ်တင်ငါဟုတ်တယ်200 200ကျော်ပါလေဒါမှဆိုတရားနဲ့40 140 Okay ဒီတော့ကဒီမှာနင်းတင်ငါအကျေဝန်သိချပြန်ပြောမယ်နော်ညနေစာ180ဟိုဘက် chance ကိုကောင်းကောင်းကထားတဲ့ဘက် chance ကအာ140ဒီဘက် chance က215ဖြစ်ပါတယ် အရှိကိုဘက်ချန်က140ဒီဘက်ချန်က215ဖြစ်ပါတယ်နော်ဒီတော့ကဒီဘက်ချန်ကကုန်းဆောင်နေတော့ကွာတိလားပြောမယ်ဆိုလို့ရှိရင်ခွဲရောင်းပေးဖို့ကစိတ်အရှိမပြေလောက်ဒါပေမဲ့လည်းမိတို့ပင်ဖြစ်စေကမူကိုနေတယ်ကိုဘက်ချန်ယူယူဒီဘက်ချန်ယူယူဒါမို့လို့ရှိရင်လည်းပေလေးနဲ့ယူမလားလူစုပေးမှာပေါ့နော်ဟိုအရင်ဝယ်တဲ့လူကလည်းဟိုဘက်ချန်ယူလိုက်ပေါ့ တပီ55သိန်းနော်တပီ55သိန်းတပီ55သိန်းပဲယူလိုက်တော့လေကိုနော်ဟုတ်လားဒီထဲမြင်များခွင့်ရင်လည်းရောင်းထောက်မဟုတ်ခေါ်သေးပဲဖြစ်နေမှာကိုစရာသူများလိုမျိုးတပီ30အစိမ့်လိုချင်နေသူချန်ဘလို့ပြောရမလဲနည်းနည်းစဖတ်လိုက်တယ်ပေါ့နော်ဒီမျိုးပုံသဆောင်နေဖြစ်နေတယ်အဲ့တော့ဒီဘက်ချန်က လောကဒီဘက်ချင်ကပြောမဆိုရင်ကုံနှိပ်တာပိုကောင်းတယ်ဆိုပေမဲ့လည်းမြေကိုဖြန့်ချလိုက်ရမယ့်အနေအထားမျိုးရှိတယ်။ကုံကြားစိတ်တွေရှိတယ်။ဘတ်ပုံမှာပြီးတော့လုံမယ်ဆိုလို့ရှိရင်အနည်းဆုံး300ရာကိုယ်တိုင်တကြမဲ့လုံမယ်ဆို300လောက်တော့ပြင်းဖြစ်လို့နော်။အဲ့လိုမျိုးနေထားလေးရှိတော့တဲ့ကြောင့်ကျွန်တော်တပီ15နေနှုန်းနဲ့သူ့ပြောလိုက်ပြီပေါ့နော်။ပြီးတော့ဆိုင်ဝင်စားတယ်ဆိုရင်ဒီနေရာမှာကကွာကူတာကြီးလိုက်တော့နော်။တန်တယ်လို့မပြောဘူး။ကွာကူတာကြီးလိုက်တော့ဒီဈေးမျိုးမရှိတော့ဘူး။ โอเคကျွန်တော်တို့အရှိပြန်ထွက်မယ်။နိုင်ကြည့်လိုက်ကိုချန်နေထားလေ။မိတ်ဆွေတို့ကိုယ်တိုင်လာကြည့်ပြီးတော့ကိုကကိုရိုင်းရင်တော့ဒီလောက်ကောင်းအောင်မဟုတ်ဘူး။ကျွန်တော်ရိုက်ပြထားတာပဲကြည့်လိုက်။သူ့ဘင်းနေရှိနေတော့ဒီတာ။ไม่เป็นไรสู้อ่ะ ရောက်ပြီလမ်းပခွန်ကလည်းသတ်မှတ်လာတဲ့အတိုင်းပဲကျွန်တော်တို့ပေ55ပေးကွာချားပါတယ်ဒီတော့ညီကုံချုပ်လေးပြောမယ်ညီကုံချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီ channel လေးရပါတော့ကျွန်တော်လာရောင်းပေးရတဲ့အဓိကအကြောင်းကြီးကတော့သူများ channel တွေထက်ဈေးသက်သာတယ်နောက်ပြီးတော့ channel အနေထားကသူကဒီဘက် channel မှာအကုန်လေးများတယ်ဗျာအကုန်လုံးကဝယ်မယ်ဆိုရင်မြေပြင်ရမယ့်နေရာကြီးပဲမြေမပြင်ရမယ့်နေရာမရှိဘူးအရှိမမြေပြင်ထားတဲ့နေရာလေးကိုကျွန်တော်ရိုက်ပြပေး ဒီနေရာအကုန်လုံးဒီအနည်းဆုံးကတပေကို30ပတ်ချလေးမှာရှိပါတယ်ဒီ channel လေးကဲကြတော့ကျွန်တော်တခါတည်းဈေးစစ်ထားပြီးတယ်တပေကို15သိန်းအစင်ပြေတယ်ပေ180ရှိပါတယ်ခုနေနဲ့ပေ180လုံးကိုကိုမဝင်နိုင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ okay ကိုမိတ်ဆွေဖျှာပေးမယ်ပေါ့နော်ကိုနေစုဝယ်မယ်လူသားမွေ2ယောက်2ယောက်တိုင်းရောက်ဖွင့်3ယောက်တိုင်းဒီ180ကိုခွဲယူကြပါပေါ့နော်ဟိုကအရင်ဆုံးလာပြီးတော့ကိုကင်လောက်ထားမယ်လူဆိုလို့ရှိရင် ို့အရင်ဆုံးနေရာကောင်းကောင်းလေးယူရထားပေါ့ဈေးတွေကလည်းကြတော့အတူတူပဲလောက်ပေးရမှအရှင်ပြေမယ်ဒီတော့ဒီလိုမျိုးရှုခင်းအနေထားလေးမှာတော်တော်လေးကိုအယောင်ကဘယ်လိုပြောမလဲအယောင်နေအယောင်နေလာပြီဆိုတော့ကအယောင်မရှိသလောက်နေလာပြီဆိုတော့ကဒီနေရာလေးတွေကဈေးတွေကမြောက်လာကြတယ်ပေါ့နော်နောက်ပြီးတော့ဒီလိုမျိုးနောက်ထပ်ตายရတဲ့နေရာလည်းမရှိတော့ဘူးနောက်ပြီးတော့ဒီဘက်ချမ်းမာကဒီမြို့ထဲက လူတော်တော်များများလူကုန်းထိုင်တော်တော်များများဝယ်စုထားတဲ့အတွက်ကြောင့်မို့လို့ဒီနေရာလေးတွေကအလားအလာရှိရဆိုတဲ့အနေထားလေးတခုကိုတွေ့ရပါတယ်ဒီနေရာလေးဆိုလို့ရှင်မိတ်ဆွေတို့ကြည်တိုင်းဒါကမြေပြင်ထားပြီးသားတောင်ကုန်းကြီးကိုဖြိုပြီးတော့မြေပြင်ထားတဲ့နေရာလေးဖြစ်ပါတယ်ဒီလိုမျိုးအနေထားမျိုးဆိုရင်တော့ဒါကတော့ကြိုက်အောင်ကြိုက်ဝယ်ဈေးတွေဖြစ်သွားပြီပေါ့နော်ခုနေနဲ့ကိုဘတ်ဘိုလီငှားဘာညာလို့ဆိုလို့ရှင်ကိုချန်လေးကဒါကယင်းနီမြုံနံလို့ရတယ်ဆိုတဲ့အနေထားလေးတခုဖြစ်ပါတယ်ဒီတော့ကမိတ်ဆွေတို့အနေနဲ့ဒီလိုမျိုး ကြာရင်တောင်ပတ်လန်ရှုခင်းလေးကိုစိတ်ဝင်စားရတဲ့ဆိုလို့ရှိရင်မျက်နှာစာပီ190အနောက်ကိုပီဒေဘက်ချန်က140ညာဘက်ချန်က215ပီဆိုတဲ့အနေထားလေးမှာပိုင်ရှင်ကတပီကို15ဒင်ရလို့ရှိရင်ရောင်းချပေးမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကလည်းမိတ်ဆွေတို့ပီ190လုံးမဝယ်နိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်ကနေပြီးတော့လူစုပေးမှာဖြစ်ပါတယ်ဒီတော့စိတ်ဝင်စားနေဆိုရင်ဆက်သွယ်မြင်းမြန်းစုံစမ်းနိုင်ပါတယ်เนาะโอเคဒီတော့ကျွန်တော် ဒီနေရာလေးကိုခြံလေးကိုဘယ်လိုလာရှိရမလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးရဲ့နောက်ဆုံးမှာရိုက်ပြထားပေးမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဘယ်လို